ထူလောက်မတော်တဲ့ JK ကိုမထင်မှတ်ထားတဲ့နည်းနဲ့ဆက်ဆံခဲ့တဲ့နေနေလင်းအိမ်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။မြန်မာ Sally Insider Page ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေ။နေနေလင်းအိမ်ကမြန်မာနိုင်ငံအတွက်အမြင့်ဆုံး placement ဖြစ်တဲ့ First Runner App ဆိုတဲ့စုကိုရယူပေးထားနိုင်တာဖြစ်ပါရစေ။နေနေလင်းအိမ်ရဲ့နောက်မှာဒေသစုငင်းကလည်း second runner up ဆုကိုရရှိထားခဲ့တာဖြစ်ပါတယ်။ဒီနေ့မှာ JK Sophia ကလည်းရှင်းနှယောက်ကအလှမယ်ရီကိုအမိလိုက်နိုင်ဖို့ကြိုးစားနေခဲ့တာဖြစ်ပါတယ်။ဘီဂရညာမှာ Miss Grand International 2025ပြိုင်ပွဲစည်းရာကျင်းပပြီးစည်းခဲ့ပြီလည်းဖြစ်ပါတယ်။ final ညမှာ JK ကအမြင့်ဆုံးဆုကိုရဖို့မျှော်မှန်းထားခဲ့တာပါဒါပေမဲ့လည်း JK က စုတစ်ခုမှမရရှိခဲ့ပါဘူးမတော်ခင်လေးစိမ့်မှာတောင်းဒီနှစ်ကသူမနှစ်လို့ပြောထားခဲ့ပေမဲ့လည်းတကယ်တမ်းမှာတော့ top down မှမဝင်မဲဖြစ်သွားခဲ့တာပါ top 22ခေါ်တဲ့အချိန်မှာ JK နာမည်ရမပါလာခဲ့သလို top လည်းမဝင်ခဲ့ပါဘူး top 22လောက်တော့ဝင်မယ်လို့ထင်ထားခဲ့တာမို့ JK လည်းစိတ်အားလျော့သွားခဲ့ပါတယ်ပြိုင်ပွဲတစ်လျှောက်မှာ JK ရအရန်ကိုကြိုးစားခဲ့တာပါသူမှမပြည့်စုံတဲ့လိုအပ်ချက်တွေရှိရဲဆိုပေမဲ့လည်းအရာအားလုံးကိုဖုံးအောင်ကြိုးစားပြခဲ့ပါတယ် JK ဟာ top 22တောင်မပါလို့စင်မောအနေဆင်းလာရတဲ့အချိန်မှာနီနီလင်းအင်အား JK ရှိရဲ့နေရာကိုအရောက်သွားခဲ့ပါတယ်။ဘီကဲနဲ့တုံးကအပျော်ပါကိစ္စတွေနဲ့သာရှုံနေပေမဲ့ဒီနေ့မှာတော့ JK နားမှာသွားခဲ့တာပါ။ JK ကိုအားပေးစကားတွေပြောပြီးတော့ စ조사ဖို့အားပေးထားခဲ့ပါတယ်။ JK ကအတော်ဆုံးဖြစ်တဲ့အတွက်အားမငယ်ဖို့စင်အောင်ကနေသွားပြောခဲ့ပါတယ်။ JK ကလည်းနေနေလင်းအင်အောင်မြင်တဲ့အချိန်မှာအားတက်သွားခဲ့ရသလိုအပြုံနဲ့ဆက်ဆံခဲ့ပါတယ်။ JK ဝန်ထမ်းနေတဲ့အချိန်မှာနေနေလင်းအင်ကစီနီယာတယောက်အနေနဲ့အပြေးဝကိုရှိပေးနေတာဖြစ်ပါတယ်။ဒါအပြင်သူ့အကောင့်ကနေလည်း JK အတွက်သူမအကောင်ဆုံး조사ခဲ့ပါတယ်။ဆိုပြီးတော့နေနေကအားပေးစကားပြောလာခဲ့တာဖြစ်ပါတယ်။ ဂျေကေရတက်ချွားပြီးတော့တော်လက်တဲ့သူဖြစ်ကြမို့ဘယ်တော့မှရှုံနေမှာမဟုတ်ဘူးလို့လည်းဆိုပါရယ်ဒါအပြင်အမှုပညာလန်းချောင်းမှာလည်းအထောက်ပါဆုံးကြော်ချောင်းမယ်ဆိုတာယုံကြည်တယ်လို့အားပေးစကားပြောခဲ့တာပါဂျေကေရနင်းနေလင်းအိမ်လောက်မတော်ခဲ့ပေမဲ့လည်းဒီမနေ့နဲ့ဟိုနှိမ်နာမျိုးမရှိဘဲနဲ့အားပေးစကားပြောခဲ့တာဖြစ်ပါရယ် JK ကရှေ့နှစ်နှစ်ရဲ့စံချိန်ကိုချိုးပြီးတော့ top down မဝင်ပဲအောက်ကိုပြန်ရောက်သွားတာဖြစ်ပါတယ် ဂျီဂီဆိုဖီယာကလည်းရှုံးနေခဲ့တဲ့အပေါ်မှာငိုရာမျိုးလုံးဝမရှိပါဘူးအပြုံးလေးနဲ့သာ ရှေ့ဆက်ခဲ့တာဖြစ်ပါတယ်နီနီလင်းအိမ်က Miss Grand International ရဲ့ပိုင်ရှင် Mr. Nawae နဲ့ကောင်းမွန်တဲ့ဆက်ဆံရေးရှိတာကြောင့်အခုချိန်ထိကိုပွဲတက်နေရတော့ဖြစ်ပါတယ်ပြီးခဲ့တဲ့ညမှာဆိုရင်လည်းနီနီလင်းအိမ်ကို Mr. Nawae ကအခွင့်အရေးတွေပေးခဲ့ပါသေးတယ်နီနီလင်းအိမ်ကပြီးခဲ့တဲ့နေ့မှာ first runner up second runner up တွေအပြောင်းလဲရှိရာမို့တရဖူပြန်ဆောင်ပေးရတာပါသူအနေနဲ့တရဖူနှစ်ကြိမ်တောင်လွှဲခွင့်ရှိခဲ့တာဖြစ်ပါတယ်အနီယာဝတ်စုံနဲ့ပွဲတက်ပြီးတော့အလားပါဆုံးနေပြခဲ့ပါတယ်နောက်နေ့မှလည်းနီနီလင်းအိတ်တယောက်ပွဲတက်အောင်မယ်လို့လူအများအခမ်းအနားနေကြတာဖြစ်ပါတယ်နောက်ကြရင်နီနီလင်းအိတ်က Miss Grand Myanmar ရဲ့ National Director အောင်ဖြစ်နိုင်တယ်ဆိုပြီးတော့ခမ်းအနားနေကြတာဖြစ်ပါတယ် ဒီတနေ့မှာ Marin Sino ကို National Director ခံဖို့လဲနီနီလေးအင်အားသာထောက်ခံပေးတာဖြစ်ပါတယ်။နီနီလေးအင်အားအနုပညာလောကမှာဆိုလဲတခြားပွဲတွေကိုတိတ်မတက်ပဲ Miss Grand International ရဲ့ပွဲတွေသာအများဆုံးတက်တာဖြစ်ပါတယ်။အနုပညာလောလောပြီးတော့မင်းသမီးလောဖို့ကြီးရနေပေမဲ့အခုချိန်ထိဘာရုပ်ရှင်မှလည်းမရိုက်သေးဘူးဖြစ်ပါတယ်။နီနီလေးအင်အားဝေဖန်ခံရတာတွေကိုကြုံတွေ့ရပြီးတဲ့နောက်ပိုင်းမှာ လူတွေနဲ့ဝေးကွာအောင်ဒါနေတော့တာဖြစ်ပါတယ်။သူအနေနဲ့ Miss Grand တို့တက်အောင်ပန်ပိုးရင်းနဲ့ဒါလောက်ကင်နေတာဖြစ်ပါတယ်။စီနီယာကြီးပြီးသားပြီးတော့အားပေးတတ်တဲ့နီနီလေးရဲ့စိတ်ထားအပေါ်ပရိသတ်တို့ရဲ့အမြင်လေးပြပြပေးပါအောင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများရှိတင်ပါတယ်ရှင်။